တနင်္လာရီတိုင်းတဝဲဖျားလောင်းလုံးမျိုးနဲ့ရှိအကြံဖတ်စစ်ကော်မရှင်လောက်ကမောင်းမကန်နေမီရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့လို့အထူးတိုင်းစစ်ဌာနချုပ်နီဗျူဟာတုံတုံစစ်စင်ရင်မူရဲဘော်ဆိုတာကိုကဆိုပါတယ်အော်တိုဝါလာ26ရက်နေ့မနက်9နာရီခွဲလောက်မှာမောင်းမကန်ရဲစခန်းကိုစတင်တိုက်ခိုက်ခဲ့ပြီးမနက်9နာရီခွဲလောက်မှာတော့အောင်မြင်စွာရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်မရှင်တပ်သား12ဦးသေဆုံးပြီး10ဦးထိမှန်ဒဏ်ရာရှိခဲ့ကကြံစစ်ကောင်မရှင်တပ်သားတွေကစခန်းစုခွာထွက်ပြေးသွားခဲ့တယ်လို့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်းတအူးကြာဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်စကန်တိုင်းတိုက်ပွဲပြုလုပ်ချိန်မှာလေစစ်ကောင်မရှင်တပ်ဘက်ကလေကြောင်းပစ်ကူမှုပြုလုပ်ခဲ့တယ်လို့စစ်တင်ဘောဘောကနေလေလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူခဲ့တယ်လို့ဆိုပါတယ် ။စခန်းကိုအရင်ကအကောက်ကွေးပူပေါင်းတပ်ဖွဲ့တွေမကြာခဏသွားရောက်ပစ်ခတ်တာမျိုးရှိပြီးမယ်။အခုဒီချိန်မှာတော့အပီးတိုင်းတင်ပိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်စစ်ကောင်မရှင်တပ်သားတွေစီကလည်းလက်နက်ခဲရအမြောင်များတင်စေရမည်ခဲလို့သိရပါတယ်